ျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝင်းကျင်က ထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကို မတုံလှုပ်တင်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပဝင်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသော လေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေ ကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုမှဒေါသဖြစ်တဲ့အချိန်ကုန်လည်းဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘလို့နှလုံးသွင်းရမှာလဲဆိုအဲ့ဒီစကားသံတက်တက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ် သူဆိုးတယ်ပြောလို့လေကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငโกငโกအတိုင်းပဲသူထင်တာသူအထင်ပဲလေသူပြောတာသူအပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားကြီးမွမ်းတန်တွေကိုမခံနိုင်လို့အောက်ခြေတွေလွတ်ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ် ချီမွန်ခြင်းကဲ့ရဲ့ခြင်းလေးပြင်းချမှာမရှိမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူเสียအားကျเสียလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့ယောဟန်နဲ့မနီမဝေးတည်င်းသုံးပြီးတော့နေတာ ထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တို့တွေကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါတခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီ သင်္ကန်းချောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရင်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလုံးအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှရှိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနှက်က ဲ့ဒီယဟန်တော်လေးနဲ့ယင်းဤတဲ့အိမ်ကဒကမဟံဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော်ဒကမဟံဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနဲ့လို့ဖဲတိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကရှောက်တယ်တဲ့အရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းဆုံတိုင်းယထာစိတ်တွေမှာ ဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစု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 ပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့လို့ညာလို့လို့ပြောနေကြတယ်တဲ့ပေးတဲ့ရေဘဇူကပြောတာတော့နတ်ကပြောတာဘဇူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလေတက္ကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုံလှုပ်သွားမလဲတက္ကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့ အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိ သူညံဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရရတယ်။ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့။ကိုယ့်ရဲ့နားတွေကိုပတ်ဝန်းကျင်ကသကားတန်တွေဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့။အဲ့ဒါကိုတားလို့ရှိလို့မရပါဘူးတဲ့။သူများပါဇက်ပေါက်တွေဘလို့လိုက်ပိတ်မှာလဲ။ဟင်ဒကမကြီးတဲ့။ အဲ့ဒီစကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့ရှိလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်းကုမျက်နှာမသာမရသည်မှာဟုတ်တဘမဖြစ်ထိုက်ပါဘူးပဝန်းကျင်ကစကားသံတွေကြောင့်မျက်နှာမသာမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒီနာဤထိုစကားသံတို့ကြောင့်ဒီနာထိုစကားသံတို့ကြောင့် အဟံငါသည်အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက် ဖြစ်မသွားဘူး